ချင်းမီနယ်မှာမနက်စာလို့ပြောလိုက်တာနဲ့ပြေးမြင်မိတာကမြေချင်းခောက်ဆွဲစံစည်းခောက်ဆွဲရေစင်ခောက်ဆွဲခုဖို့ကျော်စတဲ့မနက်စာတွေကိုပြေးမြင်မိကြမယ်ထင်ပါတယ်ရန်ကုန်မှာလည်းမနက်စာစားဖို့အစားအသောက်ပေါ်တယ်ဆိုပေမဲ့ကချင်းမီနယ် ရှမ်းပြည်နယ်ဘက်ကရတာမျိုးပုံစံမျိုးရနိုင်တဲ့ဆိုင်မျိုးကတော့ data ပေါက်ရှာပါတယ်ဥပမာချမ်းခေါက်ဆွဲလို့ပြောပြီးရေစင်ခေါက်ဆွဲတုတ်ရောက်နေကြတာမျိုးကိုကြုံဦးကြတယ်မလားမညာပါနဲ့ဒီနေ့မှာကျွန်တော်ကအချင်းမီနဲ့ရှမ်းပြည်နယ်ဘက်ကလို့တောင်ပေါ် data ကိုရောက်သွားစေမယ့်အရာတာမျိုးနဲ့ data မတက်စာတွေကိုရောင်းချပြီးနေဆိုင်ကိုခေါ်ပြီးပါမှာပါဒီဆိုင်လေးကမြောက်တကုံ34ရပ်ကွယ်တင်းဝင်လန်းထဲကအရှုံမော်ဆိုတဲ့ဆိုင်လေးဖြစ်ပြီးဆိုင်လေးမှာအဓိကအသောက်အပြည့် ဘုံမမြင့်ချင်ခေါ်ဆက်ပါဝင်ခုနကကျွန်တော်ပြောတဲ့ကချင်ပြည်နယ်ကမနက်စာအကုန်လုံးနေပေါရနိုင်ပါတယ်။ပြမသောအနေနဲ့ဒီဆိုင်ရဲ့ဘုံမမြင့်ချင်ခေါ်ဆက်ကငါးဟင်းအနည်းပြပြလေးနဲ့ဟင်းရာခြုံရရရတာကြောင့်တော်တော်လေးအဆအဟတဲလာပါတယ်။အဲ့တော့မှတို့တေချာလေးလောက်ထားတဲ့မြင့်ချင်ကိုကိုစားချင်တော့ထည့်ပြီးမြုပ်ဒီမုံလေးပပန်းနဲ့ပူပူလေးစားလိုက်ရတဲ့အခါမှာတော့ကချင်ပြည်နယ်ကြီးချက်ချင်းရောက်သွားသလိုခံစားလိုက်ရပါတယ်။အဓိကကတော့ငါးနှစ်ဟင်းချိုရေးမြင့်ချင်မြုပ်ဒီလိုပေါင်းစားလိုက်တဲ့အခါတော်တော်လေးကိုစားကောင်းတဲ့မြင့်ချင်ခေါ်ဆက်တဲ့ဝဲဖြစ်လာပါတယ်။ နောက်ထပ်ကျွန်တော်တဘောကြတဲ့မနက်စာတစ်မျိုးဟာဆန်စည်းခောက်ဆွဲပါဆန်စည်းခောက်ဆွဲကရန်ကုန်မှာတော်တော်လေးပေါ်တယ်ဆိုရင်လည်းမူရင်းလို့ပြောရတဲ့ချမ်းချစ်ကိုပြီးနိုင်တဲ့ဆိုင်ကတော်တော်လေးကိုနည်းပါတယ်ဒါပေမဲ့ကျွန်တော်ဒါပေမဲ့ရွှေဘမောကတော့အစားတောက်ကိုပြင်ဆင်ပုံအစားကျွန်တော်လိုချင်တဲ့ taste မျိုးအရသာလည်းဒီသားစားတောက်ဆိုတဲ့ vibe ကို90%ခန့်လောက်ထိပြင်နိုင်ခဲ့ပါတယ်အစားတောက်ပြင်ဆင်တဲ့ပုံစံကလည်းစားချင်တဲ့ကိုဖြစ်ဖြစ်ခဲ့ပါတယ် နောက်တစ်ခုကကျွန်တော်ငငယ်တည်းကမနက်စာထဲမှာအကြိုက်ဆုံးလို့ပြောလို့ရတဲ့ခုဘုကျော်ပဲဖြစ်ပါတယ်။မနက်ခင်းမှာခောက်ဆွဲပူပူလေးကိုစားပြီးရနောက်ခုဘုကျော်ကိုစီတုံးနဲ့တို့စားရတဲ့အခိုက်အတန့်ကတကယ်ကြီးကျွန်တော်အတွက်တော့ငယ်ဘဝကိုပြန်အမတ်ရစေခဲ့ပါတယ်။ဒီတော့ကျွန်တော်ကဒီဇိုင်းပိုင်ခြင်းဖြစ်တဲ့မိုက်အီတနာကိုနည်းနည်းလေးဆက်စုကြည့်လိုက်တဲ့အခါမှာတော့ဟောဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ်။ mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်။တိဖုန်းနဲ့အကောင့်ဆုံး shopping မှာ mercury your shopping partner ဆိုင်နာမည်လေးကတော့ရွှေဘုံမော်ပါရှင်။ကျောင်းနာမည်ကတော့မတ်ရည်တန်တာပါ။အမ်ဆိုင်စာဖွင့်ပြတာကတော့မတော်ကဒီကိုစစ်ဆောင်မှုရောက်လာတာပေါ့နော်။အဲ့မှာဒီကိုရဲမျိုးဟာညချင်းခောက်ဆွဲလေးကိုစရောင်းမယ်ဆိုတဲ့အတွေ့အလေးနဲ့စဖွင့်ပြတာပါရှင်။မတော်က10ရက်10လ2024ပေါ့2024မှာစဖွင့်တာပါရှင်။ရရှိနိုင်တဲ့အစားအစာကတော့ညချင်းခောက်ဆွဲရှမ်းခောက်ဆွဲခပုတ်ကြော်ထိုးဘူးကြော်ဝက်ခောက်ကြော်မြန်မာသမင်းကြော်လေးတွေရပါတယ်ရှင်။ ခောက်ဆွေလေးတွေကတော့တပွဲကို3000စီပါပဲရှင်အမတကယ်လို့ဝန်ဆောင်မှုအစ်တထပေးပါငဖဲကျော်အကျော်ဆိုရင်လည်းတသက်ဝန်ဆောင်မှုလေးတွေလည်းရပါတယ်ရှင်။ဟုတ်ကဲ့ရောင်းချလူတရားအနေနဲ့ဆိုရင်တော့ဒါအမရဲ့ data စာလေးပေါ့နော်။မြင့်ချင်ခောက်ဆွဲဒီရန်ကုန်မှာငါအနှစ်လေးနဲ့စားတာရောင်းတဲ့ဆိုင်လေးတွေရှားရတယ်ရှင်။အဲ့တော့ဆန်စည်းလေးကိုငါအနှစ်လေးနဲ့အကျော်အစုံလေးတွေနဲ့အပြောင်းလဲလေးဖြစ်အောင်မြင့်ချင်လေးရောတစ်ခါတည်းထည့်စားရင်တော့ပိုကောင်းတာပေါ့ရှင်။အဲ့အားကြောင့်မို့လို့လဲတော့ထင်တော့ထင်ပါတယ်။ ဟုတ်ကဲ့မြစ်ချင်ခောက်ဆွဲကဒီတော့မတို့ချင်းပြည်နယ်ရဲ့ဒေတာအစားအစာတစ်ခုဆိုလည်းမမားပါဘူးရှင်။သူကစမ်းမာရေးအတွက်ဆိုရင်တော့မြစ်ချင်အားတော့မတည့်တဲ့လူတွေလည်းရှိနိုင်ပါတယ်။ဒါပေမဲ့ဒီမှာတော့အဲ့အကြောင်းမြစ်ချင်လေးကိုတီးတန်းချပေးပါတယ်။မတည့်တဲ့လူကြရင် မစားလဲရတယ်။တည့်တဲ့လူကြတော့တခါလဲထည့်ပြီးနေဆိုင်ရတော့ပိုကောင်းတယ်ညီမလေး။ဟုတ် မတော်ဆိုင်မှာခပုတ်ကြော်ထုတ်ဘူးကြော်ဝခောက်ကြော်လေးတွေလည်းရရှင်ခပုတ်ကြော်ဆိုရင်တော့စီတူဘူးရဲ့ဒီဇိုင်းရဲ့တချို့ထညက်ရည်ကြိုင်ထညက်ရည်လေးလည်းချပေးပါတယ်ရှင်တူဘူးကြော်လေးကတော့ထုတ်ဘူးကြော်ရဲ့အချင်ရည်လေးရဲ့ပေါ့အကြော်လေးတွေကတပွဲဟုတ်2000ပဲရောင်းပါတယ်ရှင်ဟုတ်ကဲ့အဲ့ဒါတော့ဘုံမမြင်ခောက်ဆွဲပါပဲရှင်တူချေကျင်တာကတော့စိုင်သေးသေးလေးကနေအကြီးကြီးဖြစ်အောင်တော့စဉ်းစားထားပါတယ်ရှင်စီပြေချင်းစူးစမ်းယူရမှာပါရှင်ဟုတ်စိုင်လိမ့်စာလေးကတော့34ရက်ကွက်တင်းဝင်လမ်းမှာရှင် မန်တကယ်လို့ line ကားနဲ့လာမယ်ဆိုရင်တော့နိုင်စင်မတိုင်လေးမှာဆင်းပြီးတင်းဝင်လန်းနဲ့ဝင်ခဲ့ရပါပြီ။ကဲဒီဆန်နီးမှာရနိုင်တဲ့စားတောက်တွေရောဆန်ရှင်ရဲ့ပြောစကားတွေရောနားထောင်ပြီးပြီဆိုတော့ပိတ်သက်တင်နေတဲ့လေဒီဆန်နီးကိုတစ်ခေါက်လောက်သွားစားကြဖို့တိုက်တွန်းချင်ပါတယ်။နောက်ပတ်ဒီမှာပူကောင်းတဲ့အစားတောက်စီစဉ်နေတဲ့သူပြန်လာခဲ့ပါမယ်။အားလုံးကျေးဇူးများတင်ပါတယ်။